င်္ဂလာပါရှင်2023ခုနှစ်နိုဝင်ဘာလ17ရက်တနင်္လာနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကို American Brown Zoo Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မခက်ပါပါ RFA စီစဉ်တွေကိုမြန်မာစောင်းရိုင်းည8နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ် ထိုင်းနိုင်ငံအကျဉ်းထောင်တွေမှာပြစ်ဒဏ်ကြခံနေရတဲ့မြန်မာနိုင်ငံသားအကျဉ်းသားတွေကိုလာမယ့်ဒီဇင်ဘာ9ရက်နေ့မှာကြာရောက်မယ်။ ထိုင်းဘရင်မွေးနေ့မှာလူငင်းချမ်းသာခွင့်ပေးဖို့ဗန်ကောက်မြို့မြန်မာနိုင်ငံတန်ယုံကတဆင့်ထိုင်းအစိုးရကိုမြစ်တာရက်ခံထားတယ်လို့သိရပါတယ်။ဒီနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်ကထိုင်းနဲ့မြန်မာအစိုးရအကြားနှစ်နိုင်ငံအကျဉ်းသားလဲလှယ်ရေးသဘောတူစာချုပ်ချုပ်ဆိုဖို့အစီအစဉ်ရှိမရှိမေးမြန်းရမှာပြည်ထောင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဘုံမှုချုပ်ကျော်စံမြင့်ကအခုလိုထည့်သွင်းဖြေကြားသွားတာပါ။လောဆယ်နှစ်နိုင်ငံအကျဉ်းသားလဲလှယ်ရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးဖို့အစီအစဉ်မရှိသေးဘူးလို့ဘုံမှုချုပ်ကျော်စံမြင့်ကပြောပါတယ်။ ထိုင်းနိုင်ငံမှာနှစ်စဉ်ဩဂုတ်လ12ရက်ထိုင်းမိဖုရားမွေးနေ့နဲ့ဒီဇင်ဘာလ5ရက်ထိုင်းဘရင်မွေးနေ့တွေမှာအကျဉ်းသားတွေကိုပြစ်ဒဏ်လျှော့ပေါ်ပြီးလူငင်းချမ်းသာခွင့်ပေးလိရှိပါတယ်။ပြည်ရေးရေးဒုတိယဝန်ကြီးရဲ့ခန့်မှန်းချက်အရထိုင်းနိုင်ငံအကျဉ်းထောင်အသီးသီးမှာအကြောင်းမျိုးမျိုးကြောင့်အကျဉ်းကြခံနေရတဲ့မြန်မာနိုင်ငံသားအကျဉ်းသားစုစုပေါင်း3000ကျော်ရှိတယ်လို့သိရပါတယ်။ အစိုးရဝန်ကြီးအဖွဲ့ဝန်ကြီးတွေနဲ့ပတ်သက်တဲ့လစာငွေတွေအဆောင်အယောင်၃စရိတ်တွေကိုပြန်ပြီးစစ်စစ်တက်တယ်လို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာပညာအောင်မိုးကဒီနေ့အမျိုးသားလွှတ်တော်အစည်းအဝေးမှာပြောလိုက်ပါတယ် ဗဏ္ဍာရေးဝန်ကြီးဌာနကတင်သွင်းထားတဲ့တမရအပါဝင်ပြည်ထောင်စုအစိုးရတိုင်းဒေသကြီးနဲ့ပြည်내အစိုးရအဖွဲ့ဝင်တွေရဲ့လစာငွေတွေကိုပြန်လည်ပြင်ဆင်တဲ့ဥပဒေကိုဒီနေ့ကျင်းပတဲ့အမျိုးသားလွှတ်တော်မှာဆွေးနွေးခဲ့တာပါပြည်ထောင်စုအစိုးရအဆင့်မှာဝန်ကြီးနဲ့ဒုတိယဝန်ကြီး66ဦးရှိပြီးဝန်ကြီးဌာနတွေရဲ့တာမန်အသုံးစရိတ်တွေကလည်းများလွန်းနေတယ်လို့ဒေါက်တာပညာအောင်မိုးကပြောပါတယ်အခုပြင်ဆင်မဲ့ဥပဒေချမ်းမှာပြည်ထောင်စုဝန်ကြီးတူဦးရဲ့လစာကိုအရင်ကြက်သိန်း30အစား ျက်၈သိန်းအဖြစ်ပြင်ဆင်သတ်မှတ်ထားပြီးပြည်တော်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လစာငွေကိုအရင်ကျက်၃သိန်းကနေအခုကျက်၆သိန်းလိုဥပဒေကြမ်းမှာပြင်ဆင်ထားပါတယ်။ပြည်သူ့လွှတ်တော်မှာဒီကနေ့ဆွေးနွေးတဲ့ရှေးဦးကလေးတငယ်ပြုစုပြောထောင်ရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကြမ်းပုံမှန်34မှာပြင်မှုပြည်ထောင်တွင်နဲ့ပတ်သက်ပြီးထည့်သွင်းရေးသားထားတဲ့အပေါ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကကန့်ကွက်ဆွေးနွေးလိုက်ပါတယ်။ ဒီမိုကရေစီနုနယ်တဲ့အချိန်မှာတရားဥပဒေစိုးမိုးရေးပေါ်ပေါက်ဖို့အတွက်ဥပဒေဆိုတာပြည်သူတွေကိုကာကွယ်ပေးဖို့ဖြစ်ပြီးပြည်သူကိုဒဏ်ခတ်ဖို့မဟုတ်ဘူးဆိုတာကိုထင်ထင်ရှားရှားသိအောင်လုပ်ဖို့လိုတယ်လို့ဒေါအောင်ဆန်းစုကြည်ကထည့်သွင်းပြောကြားခဲ့ပါတယ်။ဒီဥပဒေကြမ်းကိုခਿੱတဆိုင်းငံ့ထားပြီးနောက်မှသာဆက်လက်ဆွေးနွေးသွားမယ်လို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကပြောဆိုလိုက်ပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့ဥပဒေကြမ်းကိုပြည်သူ့လွှတ်တော်ကလက်ခံဆွေးနွေးဖို့အတည်ပြုလိုက်ပါတယ်။ဒီဥပဒေကြမ်းကိုကုတ်ခိုင်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတီခွန်မြတ်ကဒီနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်မှာတင်သွင်းခဲ့တာပါ။ဦးတီခွန်မြတ်ဟာတိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ပေးမယ့်ဥပဒေပြဋ္ဌာန်းဖို့အတွက်ပြီးခဲ့တဲ့2022ခုနှစ်ဇူလိုင်လကပြည်သူ့လွှတ်တော်မှာအဆိုတင်သွင်းခဲ့သူဖြစ်ပါတယ်။ ဒီဥပဒေချမ်းမှာ2008ဖွဲ့စည်းပုံခြေခံဥပဒေပါအချက်အလက်တွေအပေါ်ခြေခံပြီးတိုင်းရင်းသားတွေရဲ့စာပေကိုယ်ပိုင်ရင်ကျင်းမှုနဲ့ဘာသာစကားတွေလွတ်လပ်စွာတင်ကြားနိုင်ရေးထိမ့်သိမ်းရေးစတဲ့အချက်အလက်တွေကိုဦးစားပေးဖော်ပြထားတယ်လို့သိရပါဗျ။ဒါအပြင်မူလာတန်းပညာရေးမှာတိုင်းရင်းသားတွေရဲ့ကိုယ်ပိုင်စာပေကိုထည့်သွင်းတင်ကြားပေးဖို့နဲ့တိုင်းရင်းသားတွေရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလှုပ်ဆောင်မဲ့ပြည်ထောင်စုအဆင့်တိုင်းရင်းသားဝန်ကြီးဌာနတစ်ခုပေါ်ဆောင်ဖို့စတဲ့အချက်တွေလည်းပါဝင်ပါဗျ။ တမရယုံဝန်ကြီးဦးစိုးသိန်းနဲ့ဦးအောင်မင်းဟာနိုင်ငံရေးပါတီအသီးသီးကကိုယ်စားလှယ်တွေကိုရန်ကုန်မြို့ညမာငင်းငယ်ရေးစင်တာမှာမနေ့ကတွေ့ဆုံပြီးအစိုးရရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ RFA ဖွဲ့သားကိုချောင်အောင်ကတင်ပြပေးထားပါတယ်ရှင်။အဲ့ဒီဆွေးနွေးပွဲမှာအစိုးရဘက်ကတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ဆွေးနွေးခဲ့တာတွေကိုအဓိကထားရှင်းပြပါတယ်။အဲ့ဒီထက်မှတနိုင်ငံလုံးအပြစ်ခတ်ရဲစဲကြီးအစင်ကနေနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် အခြေခံအချက်တွေချမှတ်ဖို့လှုံ့ဆော်နေတယ်လို့လည်းပြောပါတယ်။အဲ့ဒီလိုတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ဆွန်းရွာမှာအဓိကကန့်သက်ချက်နှစ်ခုကိုတော့သမရာဦးသိဆိုင်ကချမှတ်ထားပါတယ်။အဲ့တော့နိုင်ငံတော်သမရာဦးကိုင်သားတွေဆွန်းကိုင်သားတွေကိုပါတော့ဒီလက်ကကပြည်ပကတ်တပ်မလာတာနိုင်ငံရေးအရမဖြစ်ရှင်းနိုင်ဘူးဒီလိုဖြစ်ခဲ့တာဖြစ်ရဲ့ကြောင့်လို့နိုင်ငံရေးကြီးနဲ့လည်းဖြစ်ရှင်းမယ်ဆိုတော့ဘယ်လိုမှအကြံဉာဏ်ကိုထုတ်ခဲ့တာတပ်ပါအဲ့တော့နိုင်ငံရေးဆွေးနွေးပွဲကိုထုတ်တဲ့အခါမှာလည်း ိတ်ကတ်တတ်ချက်တိမရှိနံပါတ်၁ကတော့အမိမြန်မာနိုင်ငံတော်ကြီးကနေခွင့်ထွက်အောင်ဆိုတဲ့အချက်တစ်ချက်ဒါကိုရှုပ်ကြိုက်ထားပါတယ်နံပါတ်၂ချက်ကတော့မြန်မာနိုင်ငံရဲ့အထောက်ချအာဏာကိုထိပါစေတဲ့အကြောင်းအရာလို့ပြောပါဦးဒီနှစ်ချက်ကဆိုလို့ရှိရင်ကျန်တာဒီအားလုံးဆွေးနွေးဖို့ရှိတယ်လို့ပြောထားကြပါတယ်လာမယ့်ဒီဇင်ဘာလလောက်မှာမှတ်ပုတ်နေတဲ့နိုင်ငံရေးပါတီကကိုယ်စားလှယ်တွေကိုထိုင်းနိုင်ငံချင်းမိုင်မြို့ကိုဖိတ်ခေါ်ပြီး ညညသောတိုင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့အပါအဝင်တခြားနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့တွဲဆုံဆွေးနွေးနိုင်ဖို့အတွက်မြန်မာညီညွတ်ရေးစင်တာ MPC အဖွဲ့ကစီစဉ်ထားတယ်လို့လည်းသမရယုံပြည်တော်စုဝန်ကြီးဦးအောင်မင်းကပြောကြားခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာသမရဦးသိန်းစိန်ပြောဆိုချက်တစ်ခုဖြစ်တဲ့အကျဉ်းထောင်အသီးသီးမှာကြံရည်နေသေးတဲ့နိုင်ငံရေးအကျဉ်းသားတွေဒီနှစ်ကုန်ပိုင်းမှာပြန်လှုပ်ပေးရတဲ့အခုကတည်းကစီစဉ်ဆောင်ရွက်နေရမှာသက်ဆိုင်ရာနိုင်ငံရေးပါတီအသီးသီးကလည်းအကြံဉာဏ်တွေပေးကြဖို့အစိုးရဘက်ကကန့်လှမ်းထားပါတယ်။ ဒါကျွန်တော်တို့နိုင်ငံရေးကျင်းစာကိစ္စလေးတွေလည်းအခြေအနေလေး report back လုပ်ခြင်းနဲ့ကျွန်တော်တို့ရခင်တဲ့ကို၍နိုင်ငံရေးပါတီတွေအနေနဲ့အကိုနဲ့ဆက်ဆက်တဲ့နိုင်ငံရေးအဓိကနိုင်ငံရေးပြင်မှုနိုင်ငံရေးနိုင်ငံရေးလို့ဖြစ်ရမှာဒီပြဟာတော့ကျွန်တော်တို့ပါတီရဲ့သွန်ဆန်းဖို့ကျွန်တော်တို့ဒီပြကိစ္စတော့ဒီကြအခက်အခဲရှိရင်ဒီကြအစီအစဉ်နဲ့ပဲတဲ့ရောက်လာတဲ့နိုင်ငံရေးပါတီများဒီပြအစီအခံဖြစ်ပါလေအဲ့ဒီစုနုဘက်မှာ မကြခင်ရပ်ပိုင်းကလျှက်စစ်တအားသုံးဆွဲမှုမီတာခါတွေတိုးမြင့်လိုက်တာနဲ့ပတ်သက်ပြီးလဲလျှက်စစ်စွမ်းအားဝန်ကြီးဌာနကတောင်းပန်လိုက်ပြီးသူတို့ဌာနရဲ့အားနည်းချက်တွေကိုဝေဖန်ထောက်ပြဖို့နိုင်ငံရေးပါတီတွေကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ဘလောက်ဆိုသေးတယ်ဒီတော့က190လောက်ထပ်ရှာပြီးမှလာမဲ့လူမှကျွန်တော်ပြည်သူ24နိုင်ကျွန်တော်ပြည်သူတာအဲ့တော့ကျွန်တော်နည်းမလိုရလဲဆိုတော့ဘယ်တော့ဆိုရဖို့လုပ်ရမလဲအခုဒီလိုပြရွာတဲ့ဘာဝပိုင်လိုင်းတာ တန်းတွေကိုကျွန်တော်၆၀မှာဆွဲချတယ်ဆိုတော့ဒီကတော့တရားအရရောက်ဒီဘာစလာဆောင်းတော့ပါအဲ့ဒီစွန်းဝဲကိုတမရယုံဝင်ကြီးတွေပါဝင်နိုင်ငံရေးပါတီအသီးသီးကကိုယ်စားလှယ်တွေမြန်မာညီညွတ်ရေးစင်တာ MPC အဖွဲ့ဝင်တွေနဲ့လေ့လာသူတွေတက်ရောက်ကြကြပါရခင်ဗျာ RFA ဖွဲ့သားကိုကြောင်တင်ပြသွားတာပါရှင် တနင်္ဂနွေလုံးအပြစ်ခတ်ရက်စဲရေးအတွက်ကရားပြည်နယ်ကအဖွဲ့အစည်းတွေစုပေါင်းပြီးလာမယ့်ဒီဇင်ဘာလအတွင်းညီလာခံတရက်ကျင်းပသွားမယ်လို့ KNY မြို့သားတွတ်တရေးပါတီ KNPB ကပြောလိုက်ပါတယ်။လိုင်ဇာညီလာခံသဘောတူချက်တွေနဲ့မြကြီးနားမြို့မှာကျင်းပခဲ့တဲ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးကရားပြည်နယ်ဒေသခံအဖွဲ့အစည်းတွေနဲ့လွန်ကော်မြို့မှာဒီကနေ့တွေ့ဆုံဆွေးနွေးရမှာ KNPB တွဲဖက်အတွင်းရင်းမှုနှစ်ဦးရွှေမြို့တန်က RFA ကိုအခုလိုပြောခဲ့တာပါ။ ဒီနေ့အခမ်းအနားကိုကရင်ပြည်နယ်လူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးထက်ဦးကာလလတကရင်ပြည်သက်ပါတီကရင်နေပြည်လူငယ်များတပ်မကလောကပါလာလူမှုအသင်းအဖွဲ့စတဲ့အဖွဲ့တွေတက်ရောက်ခဲ့ကြပါတယ်။လိုက်စားညီလာခံလို့အလားတူတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံပါဝင်တဲ့ညီလာခံကိုလာမယ့်ဒီဇင်ဘာလမှာကရင်ပြည်နယ်ဖအံမြို့မှာကျင်းပဖို့ရှိတယ်လို့သိရပါတယ်။ 2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မလားအစ်စ်ပြန်လဲရွေးဆွဲမလားဆိုတာနဲ့ပတ်သက်ပြီးလူမှုသဘောထားရယူတဲ့တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို NLD ရန်ကုန်တိုင်းရဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကဦးစီးပြီးဗဟန်းမြို့နယ်ဘိုးစိမ့်မှန်အားကစားကွင်းမှာမနေ့ညညနေကပြုလုပ်ခဲ့ပါတယ်။ RFA သတင်းတောက်ကိုကျော်စောဝင်းကတင်ပြထားပါတယ်ရှင်။ မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရန်ကုန်တိုင်းဒေသကြီးကပါတီဝင်ပေါင်း2000နီးပါးလောက်ဟာမနေ့ညနေကရန်ကုန်မြို့တာမွေမြို့နယ်ဘူးစိမ့်မန်အားကစားခွင့်မှာ2008ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးသဘောထားဆန္ဒပေးခဲ့ကြတာပါ။ဘောထားမကောက်ခံခင်မှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးရှေ့နေကြီးဥကိုနီနဲ့ရှေ့နေဥကျော်ဟိုးကရှင်းလင်းပြောပြကြပါတယ်။ အဖွဲ့ချုပ်ရဲ့မူလကျင်ညာချက်ကပတိမုံချောင်းဦးကြီးကိုပြင်းမဲ့ပြင်းမဲ့ဆိုပြီးကြားပြရွေးကောက်ပွဲဝင်ခဲ့တယ်အပြတ်အသတ်အနိုင်ရတယ်အတိတ်ကကျွန်တော်တို့အဖွဲ့ချုပ်ရဲ့စာနာနဲ့ပြည်သူစာနာတစ်ထပ်တည်းရှိတယ်ပြည်သူလူထုကလည်း2008ကိုမကြိုက်ဘူးပြင်းမဲ့ဆိုတာအဖြေဖက်ပြီးသားပါတိုင်းရင်းသားတွေလိုချင်တာက Federal ပြည်တော်စုစနစ်ကိုလိုချင်တယ်ကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ကိုပိုင်ကြံ့ထမ်းခွင့်ကိုလိုချင်တယ် 2008ဖွဲ့စည်းပုံခြေရာဥပဒေကတပြည်တော်စနစ်မဲတပါးရဲတနိုင်ငံလုံးကိုအုပ်ချုပ်တဲ့စနစ်ဖြစ်နေတယ်။အဲ့ဒီတော့ဒီမှာရှိတဲ့လူ80ရာနှုန်းကပြင်းပြင်းနဲ့20ရာနှုန်းကတစ်ချင်လဲဆိုရင်တရားပေါင်းလိုက်အဲ့တရားလုံးမကြိုက်ဘူးဆိုတဲ့အခြေအရတော့ရှင်းနေတာပါ။တခါတည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးပြင်ဆင်မလားအသိရေးမလားဆိုတာကိုဒလမြုပ်ကန်ဥတ္တဦးကသူ့အမြင်ကိုအခုလိုပြောပါတယ်။ပြည်သူတွေအတွက်အကောင်းဆုံးဖြစ်နိုင်တဲ့အခြေခံဥပဒေအဲ့တော့တခုကျွန်တော်လို့ကြ။ ဲ့တော့လုတ်တဲ့အခါမှာလေဒီမှာရှိတဲ့အကုန်လုံးပေါ့အကုန်လုံးပါဝင်တဲ့ပါတီတွေရောဒီလက်နက်ကင်တွေရောလက်နက်ကင်တော့တက်မလို့လည်းပါပဲအဲ့လူတွေရောနောက်ပြီးတော့ဒီလူတို့လူနာတာအတီးတီးဖွယ်တီးရနေပြီးတော့ဓာတ်ရုပ်စူပေါင်းနှိမ့်တိုင်းပြီးတော့ပေါ်ထွက်လာမယ်အခြေခံဥပ္ပေအဲ့အခြေခံအဲ့လိုမျိုးစုပေါင်းညီနိုင်လာအောင်ကျွန်တော်တို့မျိုးသားအဖွဲ့ချုပ်ကနေဦးဆောင်ပေးပါ 2008ဖွဲ့စည်းပုံကိုစတင်ရေးဆွဲခဲ့ကဒီမိုကရေစီနီးလမ်းမကျတာကြောင့်ပြင်ဆင်သင့်တယ်လို့ပွဲတက်ရောက်လာသူကိုစောထွန်းကအခုလိုပြောပါတယ်ပြည်သူသဘောထားဆန္ဒလည်းမပါဘူးလို့ထင်တယ်နောက်တစ်ခုကဒီမိုကရေစီနဲ့မကိုက်ရည်တဲ့စီမင်းစည်းကမ်းတွေဥပဒေတွေပါနေတဲ့အတွက်ပြင်ဆင်တယ်လို့ထင်ပါတယ်ဖွဲ့စည်းပုံအခြေအဥ်တွေဆိုတာတိုက်ပြည်နဲ့သိအရေးကြီးတယ်နိုင်ငံသားတဦးချင်းတဦးချင်းနဲ့လည်းဆိုင်တယ်အဲ့ဒီတော့ဒီဖွဲ့စည်းပုံအခြေအဥ်တွေကိုပြင်မလားအသိရေးမလားဆိုတဲ့ကိစ္စကိုကျမတို့ဒီနားမှာရှိတဲ့လူတစုဆုံးဖြတ်တာတဲ့ ပြည်သူလူထုကိုအကျိုးအကြောင်းရှင်းပြပြည်သူစာနာကိုယူပြီးဆုံးဖြတ်ရဲပို့ပြီးတော့ကောင်းမယ်လို့ဒေါ်အောင်ဆန်းစုကြည်ကအဲ့ဒီလိုတင်ပြတာပါညနေပိုင်းမှာ2008ဖွဲ့စည်းပုံကိုပြင်ဆင်ရေးဆွဲမလားဆိုတာကိုသဘောထားဆန္ဒမေးမြန်းရမှာဟန်တာဝရီဒင်းသာဆရာကြီးဦးဝင်းနဲ့အပါဝင်အစ်စ်ရေးဆွဲခြင်းသူတွေလည်းရှိပါတယ်။တယောက်လာသူပရိတ်သတ်2000နီးပါးလောက်မှာ69ရာခိုင်နှုန်းကျော်ကပြင်ဆင်ဖို့ကိုထောက်ခံခဲ့ကြပြီးတိရာခိုင်နှုန်းကအစ်စ်ပြန်လဲရေးဆွဲလို့ကြောင့်ကြေညာခဲ့ပါတယ်ခင်ဗျာ။ RFA သတင်းတော်ကိုကြိုဆိုဝင်တင်ပြသွားတာပါရှင်။တနင်္သာရီတိုင်းဒဝယ်မြို့မှာတင်းဆဲခံထားရတဲ့လေယာမီတွေပြန်လည်ရရှိရေးကာလာတံမိုးနဲ့အညီရော်ကြီးရရှိရေးအတွက်ဒီနေ့ယာနဲ့ချီတဲ့လေသမားတွေလမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။လွန်ခဲ့တဲ့1990ခုနှစ်ကမြို့သစ်စီမံကိန်းအတွက်လေယာမီဧက400လောက်ကိုအိုးအိမ်ဝန်ကြီးဌာနကတင်းဆဲခဲ့ပြီး1998ခုနှစ်မှာစစ်တပ်က လေယာဉ်မြေဧက200နီးပါးတင်းဆဲခဲ့တာပါလွန်ခဲ့တဲ့3လလောက်ကတော့တနင်္သာရီတိုင်းဒေသကြီးအစိုးရကမြေ3ဧကပေါ်မှာပေ40 60မြေခွက်တွေရိုက်ပြီးအစားထိုးပြန်ပေးပေးခဲ့ပေမဲ့ဒီမြေနေရာတွေဟာရေဝတ်တဲ့နေရာတွေမို့လေသမားတွေကလက်မခံခဲ့ဘူးလို့သိရပါတယ်တောင်းဆိုတဲ့အတိုင်းမရမချင်းဆက်ပြီးဆန္ဒပြသွားမယ်လို့လေလေသမားတွေကပြောပါတယ်မွန်ရွာခရိုင်လေဘရောင်းတောင်ဒေသကလေဒီဆရာတော်ရဲ့တိမ်တော်ဟာ ချင်းနီစီမံကိန်းကမိုင်းခွဲတဲ့ဒဏ်ကြောင့်ကွဲအပ်ခဲ့တာဖြစ်တဲ့အတွက်တပိတ်စခန်းဖွင့်ပြီးဆန္ဒပြသွားကြမယ်လို့ဒေသခံတွေကပြောပါတယ်။လေဘရောင်းတောင်ချင်းနီစီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာမှာစီမံကိန်းနဲ့မလွတ်တဲ့တာသနိကအဆောက်အုံတွေကိုလုံးဝပြစ်စီးမှုမရှိစေဘဲပဂရိအနေထားအတိုင်းတခြားတနည်းအရာကိုပြောင်းရွှေ့ပေးတဲ့လို့အကြံပြုထားတာပါ။ပြီးခဲ့တဲ့နှစ်ကလေဒီတိန်ချောင်းမှာအခုလိုပြက်စီးတွေမရှိခဲ့ဘဲအခုမှအကွဲချောင်းတွေဆေးတုံမွမ်းမံထားတာတွေတွေ့ရလို့ဒေသခံတွေကတွေ့ရတာလို့ဒေသခံတွေကပြောပါတယ်။ဒ ီအကြောင်းတွေဟာမိုင်းခွဲတဲ့တန်းကြောင့်မဟုတ်ပဲတဘာဝတန်းကြောင့်ဖြစ်ရတာဆိုပြီးနိုင်ငံပိုင်မီဒီယာတွေမှာဖော်ပြတာကိုလက်မခံနိုင်တဲ့အတွက်တပိတ်စခန်းဆက်ဖွင့်ဖို့ဆုံးဖြတ်တာလို့လည်းဒေသခံတွေကပြောပါတယ်ရှင်။ကချင်ပြည်နယ်ဗမော်ခရိုင်မန်စီမြို့မှာပြီးခဲ့တဲ့အောက်တိုဘာလကဖြစ်ပွားခဲ့တဲ့အစိုးရနဲ့ KYA တိုက်ပွဲတွေကြောင့်ထွက်ပြေးလာတဲ့ဗမော်ခရိုင်တွေကဗုဒ္ဓဘာသာဖုံးကြီးကျောင်းနေနဲ့ခရိယံဖျားရှိခိုးကျောင်းနေမှာလာရောက်ခုလုံနေကြတဲ့စစ်ပြေးဒုက္ခတွေပေါင်း1900လောက်ရှိနေပြီလို့သိရပါဗျ။ ဒီကျောင်းတွေဟာမြို့နယ်အလံဝေးပြီးအကူအညီပေးရေးအဖွဲ့တွေရောက်ဖို့ခက်ခဲတဲ့အတွက်အကူအညီတွေလိုအပ်နေတယ်လို့မိုင်းခေါင်ကြီးရွာနှစ်ချင်းအတင်းတော်ကယ်ဆယ်ရေးစခန်းတာဝန်ခံဦးနော်မိုင်းကပြောပါတယ်စပြေဒုက္ခသည်တွေထဲမှာပါဝင်တဲ့ចောင်းသားចောင်းသူတွေပညာသင်ကြားရေးကိစ္စနဲ့ပတ်သက်ပြီးကချင်ပြည်နယ်လူမှုရေးဝန်ကြီးဒေါ်ပေါကြာဦးဆောင်တဲ့အဖွဲ့ကဒီကနေ့သွားရောက်အကူအညီပေးခဲ့တယ်လို့လည်းသိရပါပါတယ်ရှင်။ ီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရင်နာဝင်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်မကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါကျမတို့ RFA ရုံမြင့်တန်ကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိညစဉ်ထုတ်လွှင့်နေပါတယ်ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင် ဖေရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုတခါသတင်းပေးပို့ချက်တွေကိုထုတ်လွှင့်ပေးမှာပါရှင်ရခိုင်ပြည်နယ်မှာ1982ခုနှစ်မြန်မာနိုင်ငံသားဖြစ်မှုဥပဒေအကောင့်ထဲပေါ်နိုင်မှုအတွက်မွတ်စလင်လူဦးရေစည်းရင်းကောက်ခံမှုကိုဝိုင်းဝန်းကူညီကြဖို့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးခင်ကြီးကစစ်တွေမျိုးကမွတ်စလင်ဘာသာရေးခေါင်းဆောင်တွေရက်မီရက်ဖတ်တွေကိုဒီကနေ့တိုက်တွန်းလိုက်ပါတယ်အပြည့်အစုံကို RFA သတင်းတောင်ကိုမင်းသိန်းအောင်ကသတင်းပေးပို့ထားပါတယ်ရှင် ရခိုင်ပြည်နယ်တွင်းမှာ1982ခုနှစ်မြန်မာနိုင်ငံသားဖြစ်မှုဥပဒေကိုအကောင့်တဲပေါ်ဆောင်ရွက်နိုင်ဖို့အတွက်မွတ်စလင်ဘာသာဝင်တွေအနေနဲ့လူဦးရေစည်ရင်းကောက်ခံမှုကိုဝိုင်းဝန်းကူညီပေးဖို့လိုအပ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ဝန်ကြီးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဥခင်ကြီးကစစ်တွေမျိုးကမွတ်စလင်ဘာသာရေးကောင်းဆောင်တွေနဲ့ယမင်ရဖတွေကိုဒီကနေ့တိုက်တွန်းပြောဆိုလိုက်ပါတယ်။ဘင်္ဂလီပြောလိုက်ရိုးကြပြောလိုက်အငင်းပွားမှာဆိုလို့အဲ့ဒါကိုဖယ်ထားဆိုပြီးဒီလိုပြောတာလေကျွန်တော်ရှိမှလက်ခံပြီးတော့တခြားမှာကြတော့ တို့ချင်းချင်းပြန်ကြည့်တဲ့အခါမှာညှိလို့ကြတော့ကျွန်တော်မကောက်နိုင်ဘူးဖြစ်တယ်။မကောက်နိုင်တော့ကျွန်တော်ရှိမှာခိုးဝင်တဲ့လူမရှိဘူးဆိုတာကျွန်တော်ကတက်တင်ပြရတာခက်နေတယ်။ဒါလေးကိုလက်ခံပေးဒုတိယအဆင့်ကကျွန်တော်ခရုပြောတဲ့82ဥပဒေအတိုင်းစပြီးတော့ဒါပြန်နေဆန်းဆန်းလုပ်သွားလို့ရတယ်ဒီကနေ့တွစ်စွန်ပွဲကိုတက်ရောက်ခဲ့တဲ့မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေနဲ့ယမင်ရဖရဲအနေနဲ့လည်းဝင်းကြီးဥခင်ရဲ့တိုက်တွန်းချက်ပေါ်လက်ခံပြီးဥပဒေအတိုင်းနိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေလည်းရှိနေတဲ့အတွက်ဥပဒေနဲ့အညီမှန်မှန်ကန်ကန်ဆောင်ရွက်ပြီးဟောအတိကထားတင်ပြခဲ့ကြပါတယ်။ ဒါပြင်ရခိုင်ပြည်နယ်တွင်းမှာနေထိုင်တဲ့မွတ်စလင်တွေထဲမှာဘိုးဘေးစင်ဆဲရနေထိုင်လာခဲ့ကြသူတွေလည်းရှိနေတဲ့အတွက်အဲ့ဒီအချက်ကိုလေထားစဉ်းစားပေးဖို့လိုအပ်တယ်လို့လည်းဒီကနေ့တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့မွတ်စလင်ယမန်ရဖတ်တူကဝင်းကြီးဥခင်ကြီးကိုတင်ပြပြောဆိုခဲ့ပါတယ်ဒီကနေ့တွေ့ဆုံဆွေးနွေးမှုကိုလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ဝင်ရဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဥခင်ရေးပြင်နေဆက်ရေးရဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးတက်နိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံမက်ကြီးဒဲရစ်မရှဲပါဝင်ဆွစ်ဇာလန်နဲ့ဩစတြေးလျနိုင်ငံသံမက်ကြီးတွေလည်းတက်ရောက်ခဲ့ကြပါတယ်မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံမက်ကြီးဒဲရစ်မရှဲက1982ခုနှစ်မြန်မာနိုင်ငံသားဖြစ်မှုဥပဒေကိုအကောင့်တွေပေါ်ဆောင်ရွက်ရေးဟာ80ကောင်းမွန်တဲ့အလားအလာတစ်ခုဖြစ်တဲ့အတွက်အားလုံးပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့လည်းစကပြင်းကတဆင့်အခုလိုမှတ်ချက်ပြုပြောကြားတိုက်တွန်းခဲ့ပါတယ် ငါတို့အနေနဲ့အရင်ကဖြစ်ဖြစ်ခဲ့တာတွေမှာတော့တော်တော်လေးကိုပဲမကောင်းတဲ့အသိအကျအကြောင်းတွေတော့ရှိခဲ့ပါတယ်။ဒါပေမဲ့ခုနကဒီအတူတွေပြောတာတော့ဝန်ကြီးတဲ့ပြောခဲ့တာကရှေ့မှာပုံပုံကောင်းလို့လည်းအနာဂတ်တစ်ခုဖြစ်လာဖို့ကြောင့်အားလုံးဝိုင်းဝန်းဆောင်ရွက်သွားမှာဖြစ်လို့လက်ရှိအချိန်မှာလည်းအနာဂတ်ကောင်းလို့ရှိလာဖို့အတွက် အလုံးဝိုင်းပြီးတော့ဆောင်ရွက်သွားနိုင်မယ်ဖွင့်လန်းရှိနိုင်မယ်လို့သူ့အနေနဲ့ပြောထင်ပါတယ်တဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူဝင်အားဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဥခင်ရင်နဲ့တမ်မတ်ကြီးရော့ဖွဲ့ဟာဒီကနေ့မနက်ပိုင်းမှာစစ်တွေမျိုးအနောက်ဘက်မှာရှိတဲ့ခေါင်းတုတ်ကမွတ်စလင်ဒုက္ခသည်စခန်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံကမွတ်စလင်လူရည်စည်ရင်ကောက်ခံမဲ့ကိစ္စရပ်တွေပြင်၂016ခုနှစ်သကောင်စည်ရင်ကောက်ခံမဲ့စီစဉ်တွေကိုဆွေးနွေးပြကြားခဲ့တယ်လို့သိရကြောင်းပါခင်ဗျာ RF ဒရင်တော့ကိုမင်းသိမ့်အောင်တင်ပြပို့သွားတာပါ နိုင်ငံရေးအကျဉ်းသားဟောင်းများအင်အားစုအဖွဲ့ကထိုင်းနိုင်ငံမဲဆောက်မြို့အခြေစိုက်နိုင်ငံရေးအကျဉ်းသားဟောင်းများကုညီဆောင်ရှောက်ရေးအသင်းကိုတရားစွဲမယ်ဆိုပြီးသတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။ဒါ့အပြင်နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုအကူအညီပေးမယ့်ကော်မတီတရက်ဖွဲ့စည်းပေးဖို့လည်းလွှတ်တော်ကိုတောင်းဆိုသွားမယ်လို့ဆိုပါတယ်။ RFA သတင်းတောက်ကိုတီဟထွန်းကတင်ပြထားပါတယ်ရှင်။ထိုင်းနိုင်ငံမဲဆောက်မြို့အခြေစိုက်နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးအသင်း AAPP ကနိုင်ငံရေးအကျဉ်းသားတွေကိုကုညီထောက်ပံ့ရမှာပုံမှန်ထောက်ပံ့ငွေ ကျမ်းမာရေးဇေယျထောက်ပံ့ငွေနိုင်ငံအကျဉ်းသားတွေရဲ့မိသားစုဝင်တွေပညာရေးအတွက် ထောက်ပံ့ငွေအစရှိတဲ့ထောက်ပံ့ငွေအမျိုးအစား၉မျိုးခွဲခြားထားပါတယ်။မကြာမီကာလက ABB အဖွဲ့အသုံးပြုခဲ့တဲ့ငွေကြေးတွေကိုအများသိအောင်ချပြဖို့နိုင်ငံဟောင်းအချို့ကတောင်းဆိုခဲ့ရမှာ ABB ကဒေါ်အောင်ဆန်းစုကြည်နဲ့88မျိုးဆက်ပွင်လင်းလူအဖွဲ့စည်းကကိုမင်းကိုနိုင်တို့လိုပုံကိုယ်တွေစစ်ဆေးရင်လက်ခံမှဖြစ်ကြောင်းတုံ့ပြန်ခဲ့တယ်လို့ဒီနေ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။နိုင်ငံအကျဉ်းသားဟောင်းများအင်အားစုအဖွဲ့က ABB အဖွဲ့ကိုအများပြည်သူငွေကြေးအလွဲသုံးစားလုပ်မှုနဲ့မကြာမီကာလမှာတရားစွဲဆိုသွားမှာဖြစ်တယ်လို့ဒီကိစ္စကိုစုံစမ်းပေးရင်ကော်မတီတရက်ကိုဖွဲ့စည်းပေးသွားဖို့လွှတ်တော်မှာတောင်းဆိုထားကြောင်းကိုဇော်လင်းဦးကဒီနေ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။အများကိုစားသူလူတွေနိုင်ငံတကာမှာတောင်းခံလာတဲ့အလှူငွေကိုကိုကျွတ်ကျွတ်တုံးဆွဲနေဆိုတာဒီလူကလူတွေရောက်ဖြစ်နေတဲ့ကြောင်းကျွန်တော်ကအဲ့ဒီအားပိုင်ပတ်စံကိုကျွန်တော်တို့ကကိုကျိုးကျွန်တော်တို့ကြောင်းအောင်လို့တော့အခွက်စီတစ်ခွက်အခွက်ကနေပြီးတော့ ိုချိုးပါတယ်ကိုချိုးပြတဲ့ကြောင့်ကျွန်တော်ကလည်းဒါကိုကျွန်တော်တို့ကတရားဆွဆုံးလို့ကျွန်တော်ဆိုပါတယ်တစ်ချိန်တည်းမှာလည်းနိုင်ငံရေးအကျဉ်းသားတွေအကျဉ်းထောင်အသီးသီးကလွတ်မြောက်လာတဲ့နောက်မှာဘဝရည်တည်ရေးအတွက်ခက်ခဲတာကြောင့်သူတို့တွေရေရှည်ဘဝရည်တည်ရေးအကူအညီပေးမဲ့ကော်မတီတရက်ကိုလွှတ်တော်မှာဖွဲ့စည်းဖို့တောင်းဆိုကြောင်းနိုင်ငံရေးအကျဉ်းသားဟောင်းတွေကဒီနေ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့မိသားစုတွေကိုကူညီထောက်ပံ့ပေးနေတဲ့ဖွဲ့စည်းတွေကတော့ လက်ရှိအချိန်မှာဥဝင်တင် Foundation နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP အဖွဲ့လို့ဖြစ်ပါတယ် AAPP အဖွဲ့ကိုစစ်စိုးရအုပ်ချုပ်စဉ်အချိန်တထောင်ပြည့်နှစ်မှာထိုင်းနိုင်ငံမဲဆောက်မြို့မှာတည်ထောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာအရာဖီဒရင်တော်ကိုတီဟာထွန်းတင်ပြသွားတာပါ1998ဒီမိုကရေစီရေလှုပ်ရှားမှုကြောင့်ចောင်းသားဘဝနဲ့ဖန်စီအချင်းချခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ကပြန်လွတ်လာပြီးတဲ့နောက်ပညာဆက်လက်တင်ကြဖို့အခက်အခဲတွေကြားကစူးစမ်းရုံးကန်ကြရပါတယ်။အဲ့ဒီအထဲမှာအချင်းအောင်တွင်မှာ16နှစ်နေပါနေခဲ့ရတဲ့ကိုမျိုးအောင်ထွေးလည်းတယောက်ပါအဝင်ဖြစ်ပါတယ်။အမေရိကန်ပြည်တော်စုကိုခိတ္တရောက်နေတဲ့ကိုမျိုးအောင်ထွေးကို RFA ဝိုင်းတော်သားကိုနေရင်ကျော်ကတွေ့ဆုံမေးမြန်းထားပါလေရှင်။အခုကိုမျိုးအောင်ထွေးဗမာပြည်ကနေပြီးတော့ဒီအမေရိကကိုဘာကိစ္စနဲ့လာလဲဆိုအရင်ဆုံးနည်းနည်းပြောပြပါလား။အော်အရင်ဒီအဲဟိုဒီကိုလာရတဲ့အဓိကကိစ္စကတော့ကျွန်တော် Regan Fessel Fellowship Award ပေါ့နော်အဲ့ဒါကျွန်တော်ရပြီးတော့ကျွန်တော်ဒီကိုလာခဲ့တယ်။ဟောပြီးခဲ့တဲ့နှစ်တုန်းကကျွန်တော်ပြီးခဲ့တဲ့နှစ်တုန်းကကျွန်တော်မှာရှောက်တယ်ပေါ့နော်။ तू ကနှစ်မျိုးရှိတယ်ဗျာ။ तू က practitioner track နဲ့ तू က professional track ဆိုနှစ်မျိုးရှိတယ်။အဲ့နှစ်မျိုးကနေပြီးတော့ကျွန်တော်တို့ activist တွေဒီ political activist တွေ social activist တွေအတွက်ကိုအဓိကထားပြီးခေါ်တဲ့ practitioner track ဆိုတာအဲ့ track အနေထားနဲ့ကျွန်တော်ရှောက်လိုက်တာ။အဓိကတော့ဒီမြန်မာနိုင်ငံကိစ္စတွေပဲပေါ့။အဲအဓိကကျွန်တော် ကျွန်တော်တို့ရှောက်တဲ့အခါမှာဒီ Regan Fassel ကိုကျွန်တော်တို့ရှောက်တဲ့အခါမှာဘာအဓိကလိုအပ်တာကသူကဟို concept တခုလိုအပ်တယ်ဒီခိုင်မာတဲ့ဒီအယူအဆတခုပေါ့အယူအဆတခုဆိုတာကကျွန်တော်ဘာလုပ်ချင်လဲကျွန်တော်ကျွန်တော်လုပ်ချင်တယ်ကျွန်တော်ကျွန်တော်လုပ်ချင်တဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ဒီ concept တခုလိုအပ်တယ်အဲကျွန်တော်အဲ့တော့ကျွန်တော်စာရှောက်တင်တဲ့ခါကျတော့ကျွန်တော်ကဘာရေးလိုက်လဲဆိုတော့ကျွန်တော်ကအကြောင်းသားတမကပေါ့နော်အကြောင်းသားတမကကို building ကျွန်တော်ခေါင်းစဉ်က building a strong national student union to promote democratic value and pharma ဆိုပြီးတော့ကျွန်တော်တင်လိုက်တယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟွာလာတော့ research လာလုပ်တယ်ပေါ့ research ဆိုတာကကိုလေ့လာချင်တာလေးဒီမှာ AC လာပြီးလေ့လာတယ်ပေါ့ဟုတ်ကဲ့အဲ့ဒါဆိုရင်ဒီကကျောင်းသားတမကတွေပါတယ်ရောလေ့လာခွင့်ရလားဒီကကျောင်းသားတမကတွေကိုကျွန်တော်စပြီးတော့အခုဒီ American University ကိုကျွန်တော်သွားဖို့ရှိတယ်ပြီးတော့တခြားကျောင်းသားဒီအဖွဲ့အစည်းတွေကိုသွားဖို့ရှိတယ်ဒါမှမဟုတ်ဒီမှာကကျွန်တော်တို့ ਨੇ ကြွားတဲ့အချက်ကဒီမှာရှိတဲ့ကျောင်းသားတမကတိကျွန်တော်စီကရှိတဲ့ကျောင်းသားတမကနဲ့တခြားစီပဲကိုမျိုးအောင်ထွေးရ ထောင်ထဲမှာ18နှစ်ကျော်လောက်နေခဲ့ရတယ်ဟုတ်လားဟုတ်ကဲ့ဆိုတော့ဘဲထောင်ထဲမှာနေခဲ့ရနောက်ဒီ18နှစ်ကျော်ပေါ့ဗျာဟုတ်လားအခုလိုပြောကြမ်းကြမ်းမှမှာနဲ့ဖြစ်အောင်ပေါ့ဟုတ်လားရှင်းတတ်အောင်ဘလို့စူးစမ်းခဲ့လဲအဲ့ဒါနည်းနည်းပြောပြပါဦး88မှာ1988မှာကျွန်တော်အဲကိုရန်ကြောင်းတာအဲကိုရန်ကြောင်းတာကျွန်တော်အာကာသအထင်ကပညာကြောင်းတာတမကမှာကျွန်တော်ပါတယ်ပြီးတော့ရန်ကုန်ခရိုင်ကြောင်းတာတမကမှာကျွန်တော်ဝင်တယ်အဲပြီးတော့နောက်ကြတော့ဟိုတငယ်ချင်းတွေလည်းထောင်ထောင်ကြတဲ့လူကြတော်ရဲပြည့်တဲ့လူပြည့်တော်ရဲမှာတည်တဲ့လူတည်ဆိုတော့ကျွန်တော်လည်းအဲ့ဒီအချိန်မှာကျွန်တော်လည်း ဟိုဟာပေါ့နော်နောက်ဆုံး ABSDF နဲ့ဆက်သွယ်မှုဆက်သွယ်ပြီးတော့အဲ့ဒါနဲ့အဲ့ဆက်သွယ်မှုနဲ့ပဲကျွန်တော်ထောင်ကြတယ်ကြတော့လဲနှိကြီးကြတယ်တည်တန်းကြတာဟုတ်ထောင်ကထောင်ကော60နှစ်တခုနှစ် January 16ရက်နေ့မှာကျွန်တော်ဖမ်းခံရတယ် match လ9ရက်နေ့မှာကျွန်တော်တည်တန်းချမှတ်ခြင်းခံရတယ်အဲပြီးတော့ကျွန်တော် insane ကျိုးတိုက်ထဲမှာကျွန်တော်3နှစ်3လကြတယ်အဲ1960ခုနှစ်တင့်မြင့်ဆောင်60အဲတင့်မြင့်ဆောင်63နဲ့ကျွန်တော်တည်တန်းတော့20ကိုကျွန်တော်ပြောင်းခြင်းခံရတယ်အဲပြီးတော့1994ခုနှစ် အဲ94ခုနှစ်ဂျွန်လပေါ့ဂျွန်လမှာဂျွန်လ10ရက်နေနဲ့တူတယ်ဂျွန်လ10ရက်နေမှာကျွန်တော်တို့တေးရထောင်ပြောင်းတယ်ဟိုကိုမျိုးအောင်ထေတို့အဲ့ဒီကာလာတော့ဟာဒီသင်းမောနယ်လာခေါ်သွားပြီးတော့ဟလာပြီးရနေပြီးတော့เนาะနောက်အဲ့ဒီမှာဗာလဲဟိုနည်းနည်းရိုက်နှက်တာတွေဗာလဲလက်ချပါဟုတ်ကဲ့ခင်ဗျအဲ့လာကရိုက်နှက်တာကတော့အင်းစိန်ကအထွက်မှာရဲ့ကျွန်တော်တို့ကျွန်တော်အခန်းထဲကအစထုတ်တဲ့ဟိုဟိုခေါင်းကိုစောင်းဟိုဟာစောင်းနဲ့ပတ်လိုက်ပြီးတော့ အဲ့အဲ့ကျွန်တော်ထောင်းလာလာထားတဲ့ပစ္စည်းတွေဘာမှမသိဘူးဘူးသုံးဘူးသူတို့ဘာသူတို့ဆွဲချလာပြီးတော့ဟိုစတော့ကိုတချန်အခြေချင်းခတ်ပြီးတော့ကျွန်တော်တို့ခေါ်သွားလိုက်ပြီးတော့ရိတ်ခါရှင်မှာညာရင်းမင်းကျွန်တော်တို့ဒီတိုင်းမြေပြင်ပေါ်မှာမှောက်ရခုမှောက်ရလဲပြီးကျွန်တော်တို့အိတ်ခိုင်းတယ်ကျွန်တော်တို့အင်းစိန်ထောင်းပါပေါ့အင်းစိန်ထောင်းပါအဲ့ပြီးလဲပြီးတော့အဲ့မနေ့ကျတော့လဲဘာမှမဟုတ်ဘူးကားပေါ်ဒီတိုင်းဆွဲတင်ဆွဲတင်ချသွားတာအဲ့အထွက်မှာတွေကကျွန်တော်တို့အင်းစိန်ထောင်းအခန်းထဲကအထုပ်မှာတွေကစရိုက်တယ်ဆိုတော့အဲ့လိုအခက်အခဲတွေကြံတမ်းမှုတွေ ਨੇ ဗျာဟို 2018နှစ်ဖြတ်တန်းလာပြီးတော့အခုတော့ဘာပြောပြောဒီ American ပြောင်းစုဟဟလာအခုရောက်လာတယ်အခုဒီလိုမျိုးလေ့လာခွင့်ရတယ်ဆိုတဲ့အခါကျတော့ဒီပုံမှာခြုံပြီးတော့ပေါ့နော်ဟိုပြောမှဆိုရင်ကိုမျိုးအောင်ထွေးနေနဲ့ဘယ်လိုခံစားရလဲကြည်နက်လားဒါမှမဟုတ်လဲနာကြီးစိတ်တွေရှိနေသေးလားဟုတ်ဘယ်လိုပြောမလဲဟိုကိုဘွားနဲ့ပတ်သက်တဲ့ကိစ္စကတော့ဟိုပေါ့ခြေနက်ပါပဲခြေနက်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ထောင်ကြခဲ့တယ်ထောင်ကြတယ်ဆိုတာကကိုယုံကြည်တဲ့ကိစ္စကိုကိုယ့်ဘာသာကိုလုံးလို့ထောင်ကြတယ်ပေါ့ဗျာ တခုရှိတာက အပြင်ထွက်လာပြီးတဲ့အခါမှာဘာလုပ်မလဲဆိုတာပေါ့ကျွန်တော်အထက်မှနေခဲ့တော့ကျွန်တော်လေးလာခဲ့တာလေးရှိတယ်ဒါအပြင်ရောက်တဲ့အခါကျတော့အပြင်ရောက်ရောက်ချင်းမှာကျွန်တော်အပြင်ရောက်တာ2009မှာရောက်တာ2009 February 23မှာလွတ်တယ်ကျွန်တော်ပြန်ရောက်တော့ကျွန်တော်တငယ်ချင်းတွေညီကိုတွေအကုန်လုံးကထောင်ထဲပြန်ရောက်နေပြီထောင်ထဲပြန်ရောက်နေပြီဆိုတော့ကျွန်တော်အဝင်ဝိုင်းမရှိဘူးကံကောင်းထောက်မှဆိုတော့ ਨੇ American Center ကျွန်တော်တက်ခွင့်ရတယ် AC မှာ AC မှာကျွန်တော် American Center မှာကျွန်တော် စာလေ့လာတယ်။ဆယ်တန်းကျွန်တော်မအောင်ခဲ့ဘူး။ခြေနေရဆယ်တန်းမအောင်ခဲ့ရဘူး။ဒါမလို့ကျွန်တော်လေ့လာတယ်။ကိုယ့်ကိုသင်ယူတယ်။ကျွန်တော်တို့ရပ်မနေပါနဲ့။ကျွန်တော်ပညာကိုကျွန်တော်အခွင့်အလမ်းတွေတပုံကြီးရှိပါတယ်။ကျွန်တော်ရပ်မနေစေချင်ဘူးပေါ့။ဟုတ်ကဲ့။ကျေးဇူးပါပဲကိုယ်။ဟုတ်ကဲ့ကျေးဇူးပဲကျေးဇူးပဲ။ဟုတ်ကဲ့။ Thank you. RFA ရုပ်ပြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါရှင်။ ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ2023ခုနှစ်အတွက်တစောင်းတိုင်းမီးထုံးပွဲတော်ကိုမနေ့ကစပြီးကျင်းပနေပါပြီ။ဒီအကြောင်းအပြည့်အစုံကို RFA ဝိုင်းတော်သူမတ်ခင်ခင်ကြီးကတင်ပြထားပါဗျ။ဒီနှစ်တောင်ကြီးတဆောင်တိုင်းမိဘုံပြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကိုတောင်ကြီးမြို့အဝေယာကုန်းတာယာမှာပြီးခဲ့တဲ့မနေ့ညနေပိုင်းကကျင်းပခဲ့ပါတယ်။ဒီဖွင့်ပွဲအခမ်းအနားကိုရှမ်းပြည်နယ်ဝင်ကြီးချုပ်ဦးဆက်အောင်မြတ်နဲ့ပြည်နယ်ဝင်ကြီးတွေ ဌာနဆိုင်ရာကြီးကဲတွေ၊ចောင်းသားចောင်းသူတွေ၊ပြည်တွင်းပြည်ပကခီးတွားဧည့်သည်တွေနဲ့ဒေသခံတွေတက်ရောက်ခဲ့ကြပါတယ်။အော်တိုဘာလအတွင်းကမြို့ကြီးတွေမှာဖြစ်ပွားခဲ့တဲ့ဘုံပေါက်ကွဲမှုတွေကြောင့်အခု တောင်ကြီးမြို့ရဲ့တစောင်းတိုင်းမိဘုံပြန်ပွဲတော်မှာအရင်နှစ်ကထက် လုံခြုံရေးတိုးမြင့်ပြီးခြားထားတယ်လို့သိရပါဗျ။ရှမ်းပြည်နယ်ဒုတိယရဲမှူးကြီးမြင့်ထူးက ဒီနှစ်တစောင်းနိုင်ပွဲတော်လုံခြုံရေးအတွက်အင်အားတိုးမြင့်ပြီးချထားတယ်လို့ကြိုတင်ပြင်ဆင်မှုတွေလည်းလုပ်ထားတယ်လို့ RFA ကပြောပါတယ်မီးဘုံပြန်ပြိုင်ပွဲကျင်းပရေးဆက်ကော်မတီကတွဲဖက်တွင်ရေးမှုဥတည်ဝင်းရလဲပြီးခဲ့တဲ့လကမြို့ကြီးတွေမှာဖြစ်ပေါ်ခဲ့တဲ့ဘုံပေါက်ကွဲမှုလိုမျိုးဒီပွဲတော်မှာမဖြစ်ရအောင် ကြိုတင်ပြီးပြင်ဆင်ထားတယ်လို့ RFA ကိုပြောပါတယ်ရှင်ကြိုတင်ပြင်ဆင်မှုတွေကြိုးလုပ်ထားပြီလားအဲဒါဒီနေ့ဆိုလို့ရှိရင်တမှုကူးစားတာ ဒုတိယပြည်နယ်ရဲမှူးကြီးကနေမှဦးဆောင်ပြီးတော့မှဒီတိမ်ပွဲဝင်မဲ့မိမှုများနေကျွန်တော်နဲ့အတူတူပေါ့။နေအောင်နေအတူဌာနဆိုင်ရာမိသားတို့ရဲတို့အဲ့ဒါတွေနဲ့အကုန်လုံးပူးပေါင်းပြီးမှတူနေပြီးရက်ခွဲအုပ်ချုပ်ရေးမှုတွေနဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့ကကြိုတင်ခွင့်စင်စစ်ဆေးတာလုပ်နေတယ်။ဒီပွဲတော်ကို၁၀နှစ်ရနေ၁၈ရနေအထိကျင်းပမှာဖြစ်ပါတယ်။ဒီဆောင်တိုင်းမိဘုံပြန်ပွဲတော်ရဲ့ညှလှအစီအစဉ်မှာညမီးကြီး68လုံးစိတ်နှပန်း34လုံးနဲ့ နစ်လွတ်စီစဉ်မှာခြေနှချောင်း149လုံးခြေလေးချောင်း85လုံးအုပ်စု90လုံးစုစုပေါင်းမိဘုံပြန်386လုံးပြိုင်ပွဲဝင်မှာဖြစ်တယ်လို့လည်းသိရပါတယ်ဒီနှစ်ပွဲတော်မှာရန်ကုန်အခြေစိုက်ကုမ္ပဏီတွေရဲ့ပြိုင်ပွဲဝင်ကြော်ညာမိဘုံပြန်တွေဟာအရင်နှစ်ကထက်ကိုနှေးပါသွားတယ်လို့ဈေးဆိုင်ကန်ငှားရမ်းကတွေတိတိတသာမြင့်တက်လာတာကြောင့်လည်းအရင်နှစ်တွေအထက်ဆိုင်ကန်အရေးအတွက်ညှော်နေသွားတယ်လို့သိရပါတယ်ရှင် အခုဆက်ပြီးရှမ်းတိုင်းရင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်ပေးမှာပါရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ပါတီတီထောင်ခြင်း25နှစ်ပြည့်ငွေတုခမ်းနားကိုရှမ်းပြည်မြောက်ပိုင်းလာရှုမြို့မှာနိုဝင်ဘာလ9ရက်နေ့ကနေ17ရက်နေ့အထိကျင်းပခဲ့တဲ့အကြောင်းမြန်မာဘာသာစာတမ်းထုတ်တင်ပြထားပါတယ်ရှင်မိုင်ဆုံပြည်တော်ဖူပန်ဟဲငါဟန်စင် TV RFA ဖိုက်တိုင်တန်းစင်ခါပင်နန်းကြီးဟ ோம் ခါအောငုံဝန်ဒီမိုကရေစီစစ်ခဲတိုင် SNLD စတဲ့ဟက်ပန်းပွိုင်း วันกอดตังปาติเศร้าหาปีเต็ม ปีก้อนเงินตีห้องหอกอลิกไล่และฟิงเงใต้เว้งลาเซียวจึงใต้ปอดห้อง ตั้งแต่วันที่เก่าจนถึงวันที่ 11เดือนโนวมบาตีบางป้อยนั้นปาติเอสแอนเอลตีออกบ้าขอปืนเผาหรืออ่านลองต้องหนึ่งปาติอันกูเจเว้งส่งมาปันเสียมเจไหน ในขอปืนเผานั้นป้าลองเจ้าคือตั้งหลงบองซึงก่อสร้างลองน้ำเย็นกัน ทัดสางไว้ป้า ว่าถูกลีเฮ็ดเซึ่งหือ ปฏิการเมืองตั้งก้นเมืองถูกดีเข้าป้าเสื่งหือถูกลีแม่เปิงเอาพึ่งเมืองเสื่งหือเลยดังหันถึงปังเลือกตั้งสองเหงบายสิพาเสื่งหือเจ็มเจ้าไหนผู้คันปาก SNLD ใจเล็กลาดว่างงวนธรมกรีสีซื้อคือใจ SNLD หือปฏิโหซื้อในก็ตั้งมาเมื่อปีเหงกับปาก88ถาเข้าเค่ปังเลือกตั้งเฮงกับปัก90ในสีในต่างไม้ยฟังเมื่อเฮงกับปัก88เดือนตุลาควันที่21 หมายฟางตกมาวันที่เศร้าหกเลยจังในมักมันเป็นวันกอดตังปาตีวันไหน เมื่อปางเลิกตังเฮงก็ปากเก้าซิบนั่นปาตีโฮเสือไลเศร้าสามตีนังเป้ที่สองในเมืองโฮมตุ่มปัดปืนเมื่อสองเฮงห้าสัมโฮเป่าคนทุนอู้คนน้ำหน้ากุลองลองจ้านยนเวียนเลยดังภูเขาจุ้มปองกันงงุ้นใจละอ่องอีกหลาย ๆ เจ้าถูกลงมองซึ้งซึกติ่งยอบเย็ดขอกปีเย้าเข้าหึง ถึงมาปี2012ส้ำย้อนการปดว่างปล่อยพาลงบองซึ่งเต้งเสียงเลไลป่วนหลอดออกขอกมาไว้นั่นสั่งขึ้นปัดปูลูเมขอดพอดปาดีขึ้นใจเล็กลาดวา SNLD เดคัดเสรต่อถึงป้อนไลเมึงโฮมจุมเฟดราจุนจัง วันในคาออ ยินชมขอบใจใหญ่นำเสเหมือนสงคา ခင်ဗျားအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာတင်ပြဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါလိမ့်ရှင်။